အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညူကောင်မောင်တွေကိုဆရာတင်ဆန်းရေးသားတဲ့ဖုံးရေးတရေလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းတင်အနေနဲ့ကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ ဖုံးရေးတရေမိုးသည်တဲတဲမဲမဲရွာလျက်ရှိနေကြောင်းသားများသည်အေးမြသောမိုးရေတံကြောင့်ပြင်းတွဲထိုင်းပိုင်းနေကြသောဆာအန်တံများမှာရခင်ကလိုအကျေလောင်ခြင်းမရှိလေတော့ပဲလေးလံလျက် အတန်ကိုခဝါဝါလှုပ်ဆူနေကြသည် အချို့ចောင်းသားများမှာငိုင်းမီးလျက်ပင်ရှိနေကြသည်ចောင်းသားများကိုစာတင်ပေးနေသောဥပဇင်းဥလာပါသည်စေးနှက်တုတ်ထားသောတက်သားတင်မုံကြီးထောင်ထားသည့်နဘေး၌ရှိနေသောပက်လက်ကလေးထိုင်ပေါ်တွင်ဧကတိကိုခေါင်းမီးတင်းလောက်အောင်ရှုံကကျင်းဆက်နေလေ၏ကျောင်းသားများအတန်ကပို၍ပို၍တိုးတိတ်ကြင်းမြောင်းလာတော့လေစာတင်သောဇရက်တုံမိုးပေါ်၌ကြာရောက်နေသောမိုးပေါင်များကတော့ပြင်းထန်အမြင်ပြင်းထန်နေလေ၏ ကျွန်တော်ဒီဥပဇင်းဥလာပါအိပ်ပေါ်နေဒီကိုတည်တည်မှဖြစ်ဖြစ်ဗဇတ်မစာကိုလုံးဝမဆိုတော့ပဲ ပုံဆွဲစာအုပ်တွင်ရှုမျောခင်ကားချက်ရေးကခဲတံရောင်စုံများဖြင့်စိတ်ကူးရတယ်လို့ရှယ်မုံနေလိုက်ဟူသောအတန်းကြောင့်ကြောတဲ့တွင်စိန်ချမ်းသွားမိကဥလာပါရှိရာသို့လှန့်ကြည့်လိုက်သည်တွင်ဥလာပါသည်ခေါင်းမီးချုံ၍မဖွင့်ပဲကြိမ်လုံးများဖြင့်ကြမ်းပြင်ကိုရိုက်လိုက်ကြောင်းသိရလေသည် သူ၏ကျိန်လုံးတန်ကြောင့်ចောင်းသားများ၏အတန်ကကျဲလောင်သွားသောအခါငိုင်းမြင်းနေသောចောင်းသားများသည်လည်းသူတို့စာအန်နေသော စာပုတ်ဟုတ်သည်မဟုတ်သည်ကိုဂယုမဆိုင်နိုင်ကြပဲကျိန်လုံးတန်ကြတော့မှဗစက်ထဲ၌တွေ့ရာကိုအော်ဟစ်သည်ဆိုကြလေ၏ကျွန်တော်ကចောင်းသားများနှင့်ဥလာပါ၏အဖြစ်ကိုကြည့်ကတချမ်းများပြုံးလိုက်ပြီးပကြီကားကိုဆေးရောင်ချဲမြဲချဲတနေလိုက်၏ကျွန်တော်၏ပကြီကားများမှာဆေးရောင်များပုံမို့၍ပြည့်စုံလာပြီဖြစ်ခြင်းကြောင့် ကျွန်တော်ဒီကို့ပကြီးကားကိုပုံမိုဆွဲလန်းလာကစိတ်ဝင်စားလာသည်ကြံရှိနေသေးသောနေရာများကိုဆေးရောင်များဖြည့်ခြင်းမှပတ်ဝန်းကျင်ကိုမေ့လျော့နေမိသည်ဟူသောအတန်ကိုတခါကြားရပြန်လေမှပတ်ဝန်းကျင်ကိုတတိယလာမိသည်ကြောင်သားများအလုံးဝါးကနေရေလိုက်သောအတန်မှာဇရက်အတွင်းသို့လွှမ်းသွားသည်ကျွန်တော်ဤတင်မမှာလည်းပူကနေဖြစ်သွားကနာကျင်နေတော့သည်ဒါဘာလုပ်နေတာလဲ ။ဥလာဘကကျွန်တော်ဤပကြီကားကိုကြိမ်လုံးဖြင့်ထောက်ရင်းမေးလေသည်။ကျွန်တော်ကအဖြစ်မပေးသေးပဲသူဤမျက်နှာကိုတစ်ချက်မော့ကြည့်လိုက်ပြီးပြန်၍ခေါင်းငုံထားသည်။ဟဲ့ကောင်ဒါဘာလုပ်နေတာလဲလို့မေးနေတာမကြားဘူးလား။မြင်တဲ့အတိုင်းပဲလေ။ဥလာဘကငေါင်ငန်းမေးလိုက်တဖြင့်ကျွန်တော်ကလည်းခတ်တူတူဝင်ပြန်ဖြေလိုက်သည်။မင်းဟာစာတင်ချိန်မှာစာမသိမဲဘာဖြစ်လို့စော့နေရတာလဲဥလာဘကဒေါသံဖြင့်မေးလိုက်သည်စော့တာမှမဟုတ်ပဲ စောတာမဟုတ်လို့မင်းအဖလှုပ်နေတာလားသူကပကြီကားကိုခက်ဆောင်ဆောင်ထောက်ရင်းပြန်ပြောသည်ဒါပကြီကားလေမင်းကိုဘသူကပကြီဆွဲခိုင်းနေလို့လေရာသီဥတုထိုင်းမှန်းပြီသူများတွေအိတ်နေတဲ့အချိန်မှာတပဲ့တော်ကအိတ်ငိုက်မနေပဲကိုဝါသနာပါရာကိုလှုပ်နေတာပဲကျွန်တော်ကဤတို့ပြန်ပြောလိုက်လေရာဥလာပါသည်ခိတ္တမြတွေ့၍သွားလေသည်ပြီးမှမင်းဟာဖြူသည်တပဲ့ပြီပြီအင်မတန်စင်ကြယ်စင်လက်များတဲ့ကောင်နောက်ကငါပုံမဆွဲခိုင်းမဲ့နဲ့ဘယ်တော့မှမဆွဲရဘူး ဒါကိုမြဲမြဲမှတ်တာဥလာဘတိဒေါသတံဖြင့်ကြဲလောင်သွားပြောဆိုပြီးရှားကနေကျွန်တော်အနီမှာလှည့်ထွက်သွားလေတော့သည်ဘဲနဲ့လေဟေးမင်းဒီနေ့ကြိမ်သီးစားရတာတော်တော်အရသာရှိရလားအမေဒီတဲ့တင်ကိုခမရဘဲကရတယ်လေဒီနေ့အကြောင်းချင်း၍ဥပြုတိအခန်းတို့ကျွန်တော်ရောက်ရှိသွားသည်တွင်ဥပြုတိကစီး၍မေးသည်ဖြင့်ကျွန်တော်ကသူ့အမေကိုမပြေပဲပြန်၍မေးလိုက်ပါသည် ဆုံတော်ကြည့်ပဲကွာဒီလောက်အသေးအဖွဲ့ကိစ္စကိုသူများလာပြောမှသိရမှာတဲ့လားဥပ္ပုတိကဝင်ကြွား၍ပြုံးရင်ပြောပါတော့သည်ခမားလည်းတပြေးပြေးအောက်ရှည်လွတ်လာပြီလူတွေကကပ္ပိယဆုံတော်ကြီးဥပ္ပုတိဘာညာနဲ့မြောက်ပေးလိုက်တဲ့ဆိုရင်ဒိဗ္ဗဆက်ခုဒိဗ္ဗတောတာရတဲ့ပုံကိုကြီးလိုကိုကိုကိုထင်းနေပြီလားဒီမှာဥပ္ပုတိသူများမြောက်တိုင်းမြောက်ရင်ဘယ်တော့မှကြောင်ကြမကြဘူးဗျသိရလား ကျွန်တော်ကဤတို့ပြောလိုက်ရာဥယူတီတီမျက်နာကြီးကိုရှုံမဲ့လိုက်ပြီးသူဤဘဲကောင်းချောင်းနဲ့တူသောဥကောင်းကိုခါရမ်းလိုက်ပါတော်ပြီတော်ပြီမင်းကိုတော့စကားအရာမှာငါတတလုံးနိုင်တော့မှာမဟုတ်ဘူးကြည်စမ်းပါဦးဗျာခလေးကလူကြီးကိုခွေးလိုဆိုလိုက်ပြန်ပြီဟူပြောလေတဲ့ဖြင့်ကျွန်တော်ကအားရပါရရဲမိလိုက်ပြီခမောင်းကိုကျွန်တော်ကဘယ်တော့ကခွေးလိုဆိုရသေးလို့လဲဗျာတော်ပါတော့ဆရာလေးရဲ့ခမောင်းကအင်တာလိုက်ကလေး ကျုပ်ကိုခွေးပြီးဆိုပြီးဆိုနေပြီနောက်ထပ်ဆက်နေရင်ကျုပ်ကချေးစားဖို့ပဲရှိပါတော့တယ်တော်ပါဆရာလေးရဲ့ကျုပ်တောင်းပန်ပါရစေဥပ္ပယဒီမှာလက်ကလေးကရင်ဖြင့်ဤတို့ပြောဆိုတော့ကြောင့်ကျွန်တော်ကသူ့ကိုကြည်ကထက်၍ရယ်မိပြန်တော်သည်ဘယ်မှာမရယ်ပဲနေနိုင်မည်နီအညာသားပဲကောင်းချောင်းဤရုပ်မှာယခုလိုအညာသားဘဲကောင်းချောင်းဤရုပ်မှာယခုလိုမျက်နှာတေးကလေးနှင့်တိုးချိုတောင်းပန်နေသောအခါကြမှတိုက်ပိတ်အချင်းချခံထားရသော ထောင်သားပင်ကလေးနှင့်တူကရဲစရာဖြစ်၍နေသည်မဟုတ်ပါလားမင်းကိုငါတစ်ဖက်မို့ဆင်ခြင်ဆင်လဲများတယ်လို့ဥလာဘကပြောသေးတယ်မဟုတ်လားကျွန်တော်အရရက်တီတွင်ဥဖြူတီကမေးပြန်ပါသည်ခမညာခုလိုမေးခွန်းထုတ်တယ်ဆိုတော့တရင်ပေးတဲ့သူကိုတိရတော့တယ်ကဲဘသူလဲပြောစမ်းတိမ့်ဖေမဟုတ်လားဘာဖြစ်လို့မင်းကတိမ့်ဖေကိုတထစ်ချာပြောနိုင်တယ်လဲတိမ့်ဖေကခမညာကိုလည်းရှင်းတယ်ဥလာဘကိုလည်းရှင်းတယ်ဒါကြောင့်ခမညာတို့နှစ်ယောက်ရန်ဖြစ်အောင်လာတိုက်တာပေါ့ ကျွန်တော်ကဤတို့ပြောလိုက်ရာဥဖြူသေးသည်အားရပါးရပြုံးလိုက်ပြီတူတိုင်တိုင်ဘယ်ဖြစ်မလဲကွာတို့ကခလေးတွေမှမဟုတ်ပဲဥစ္စာနို့ပြီအခုလိုပြောခံရတာကလည်းတပည့်မကောင်ဆရာကောင်ဆိုတာမျိုးဖြစ်ရတာပဲကွာဘာအဘကျွန်တော်မကောင်းလို့ဟုတ်လားကျွန်တော်ကဒေါသတံပြင်းအလောတကြီးမေးလိုက်ပါလိဒါဘောကွာမင်းမကောင်းလို့ဗောဥဖြူသေးကဆက်ပြေးပြေးမျက်နှာပြင်ပြောပါလိကျွန်တော်ကဘာမကောင်းတာလို့လို့လဲဗျကျွန်တော်ဒီစိတ်မရှိနိုင်ပဲအော်၍မေးလိုက်ပြီး မင်းငါကိုကိုကိုအပြစ်ကင်းအောင်မှမနေပဲကွာဒါပေါ့ဗျာတိုးငယ်ကိုစားကျင်တဲ့ဝင်းပလီကိုတတ်တတ်အပြစ်ချတာပါကျောင်းသားတွေဟာမိုးအေးလို့အိတ်ငိုက်နေတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကကိုဝါသနာပါရကိုစိတ်ဝင်စားပြီးလှုပ်နေတယ်။သူတို့လိုမအိတ်ဘူး။အဲ့ဒီတော့ကျွန်တော်ဟာအိတ်နေတဲ့လူတွေထက်ရောအိတ်ငိုက်နေတဲ့သူတွေထက်ရောအကျိုးရှိတယ်မဟုတ်လား။ကျွန်တော်ကဤတို့ခြေလျားစွာရှင်းပြလိုက်ရာဥဖြူသည်သည်ခေါင်းတငိမ့်ငိမ့်လှုပ်ရင်းနေလေသည်။อืม ဒါကမိဘကကြည့်ရင်တော့မှန်တဲ့အမှန်တရားပါပဲဒါပေမဲ့လူတွေမှာဥပဒေတို့အစည်းကမ်းတို့ဆိုတာရှိသေးတယ်လေအဲ့ဒါကြောင့်စာသင်ခန်းထဲမှာဆိုရင်မင်းရဖို့ဘလို့မှန်တာပဲဖြစ်ဖြစ်ဆရာခိုင်းစေတာကိုမင်းလိုက်နိုင်ရမယ်ကိုလို့ချင်တာကိုမလုပ်ရဘူးတကယ်လို့မင်းဟာသူများနီးတူအိတ်ငိုက်နေတာတောင်မှအဲ့ဒီအချိန်မှာမင်းကို "तू အပြစ်မလုပ်နိုင်ဘူး"ဘာဖြစ်လို့လဲဆိုတော့မင်းကအများနဲ့တူညီမှုရှိနေတယ်မဟုတ်လား ခုတော့မင်းကတအူးတည်းတီးချာကိုလှုပ်ရှင်တာလှုပ်နေတော့အပြစ်ရတာပဲမဟုတ်လားဥပြုတီကလူကြီးပြီပြီသူမြင်တော့ရှူထောင်းမှနေ၍ဝေဖန်ဆုံးမှလေဒီအများလှုပ်အများလှုပ်တယ်လို့လှုပ်တယ်အများလှုပ်တယ်လို့လှုပ်တယ်ဆိုတာကောင်းတယ်လို့ခမရကဆိုလိုချင်တာလားကျွန်တော်ကမကျင်တဲ့တဖြင့်ဆော့ရက်ကတက်လိုက်ပါသည်ဒီလိုလဲပဲဟုတ်မလဲကွာဒါပေမဲ့စောစောကငါပြောခဲ့တယ်မဟုတ်လားလူဆိုတာစိတ်ကန့်ရှိရမယ်တော့ ။ဒါကြောင့်မို့ဆရာကစာသင်နေတဲ့အချိန်မှာစာကြက်ဖို့ကလွဲပြီးတရားဟာတွေမလုပ်ဘူးပြောတာပေါ့။အများနဲ့မတူမှထိုးချွန်တာဗျ။ကျွန်တော်ကအမားကိုသိမြင်ထားတော့လေဥပြုသည်နဲ့ဇကားစစ်ထိုးခြင်းသည်တဖြင့်အထွန်းတက်လိုက်ပါသည်။သူများအထက်ထူးအောင်မင်းနှဖူးမှာဟိုဝါပါတတ်ထားကွာ။ဟာခမည်းကြီးညက်ပတ်ပြီဗျာ။ညက်ပတ်တာပေါ့ကွာမင်းကအကောင်းပြောလို့နားထောင်ခြင်းနဲ့အကောင်းစားမျိုးမှာမဟုတ်ပဲ။ သူကစိတ်မရှိသူလို့ပြောလိုက်တဲ့ပြင်ကျွန်တော်မှာအလွန်သဘောကျသွားမိကတခိခိရေလိုက်မိပါသည်ဤတို့ရှိစဉ်ချောင်းကမစီမှာစူတူညာညာအတန်များကိုကြားရတော့ကြောင်းဦးဖြူသည်နဲ့ကျွန်တော်အခန်းပြတင်းပေါက်တွင်တွေ့ရခါချောင်းဘက်ကိုကြည့်လိုက်သည်တွင်ချောင်းနှဘေး၌လူများစုယုံစုယုံဖြစ်နေသည်ကိုတွေ့ရလေသည်တယောက်ယောက်ရင်နစ်ပြီးနဲ့တူတယ်ဦးဖြူသည်ကစိုးရင်တန်ဖြင့်လှုပ်ခနဲပြောလိုက်သည်ဟုတ်တယ်ဗျို့လာတွေ့ကြည့်ရအောင်ကျွန်တော်ကဤတို့ပြောပြီးနောက်နှစ်ယောက်သားအကြောင်းပေါ်မှာဆင်းပြေလာခဲ့ကြသည် ဟေးဘသူဘာပြစ်တာလဲဥပြုသေးသည်ရှေးမှပြေးသွားရင်အเจ้าသားတယောက်ကိုမေးလိုက်သည်ဦးလာပါကြီးရင်နေလို့ဗျာအမေခံရတော့အเจ้าသားသည်အတန်တုံတုံရင်ရင်ဖြင့်ပြန်၍ဖြေလေသည်အခုဆယ်လို့ရပြီလေတာဥပြုသေးကအလောတကြီးမေးလိုက်ပြန်၏ဘယ်ရမလဲအောက်ပိုင်းမျောသွားတဲ့ထင်လို့ကိုရင်ကြီးတာတနာနဲ့အเจ้าသားတွေလိုက်သွားကြတာပဲဖြစ်မှဖြစ်ရလေကွာဦးလာပါနဲ့ဘလို့များဖြစ်ပြီးရင်နေရပါလေ ဥပ္ပုတိကစိတ်မချမ်းမြေ့တမ်းဖြင့်ပြောလိုက်လေသည်ထင်းတုံးဆင်ရင်နဲ့နှစ်သွားတာတဲ့ဗျာเจ้าသားကပြန်ဖြေ၏ခတ်တဲ့ဥစဉ်ပဲဒီเจ้าဟာရေဥပေါက်မှာဆိုလို့ရှိရင် ရေအင်မတန်အကျန်းစီးတာဘာလို့ထင်းတုံးဆဲရပါလဲကဲဥပ္ပုတိခမားနဲ့ကျွန်တော်ကိုရင်သာသနာလို့နောက်လိုက်ပြီးတွားကြည့်အောင်ဗျာကျွန်တော်ကဤသို့ပြောလိုက်ရာဥပ္ပုတိကလည်းသဘောတူညီသည်နှင့်နှစ်ယောက်သားအောက်ပိုင်းသို့ส่งပြေးခဲ့ကြပါသည် ျွန်တော်တို့စာတင်တော်ဘုန်းကြီးเจ้าမှာချောင်းအပ်ထပံရွာဦးထိုင်း၌တည်ရှိကချောင်းသည်ရွာလယ်မှခောက်ခွာ၍စုံစင်းလာသည်ချောင်းဤအရှိတ်အနောက်ဖက်ကဘာများ၌အိမ်များတန်းစီပြီးရွာတီဆောက်ထားလေသည်ကျွန်တော်နှင့်ဦးထူသည်အเจ้าဝင်းထဲမှလွန်ခဲ့တော့ချောင်းကျန်းချောင်းကန်းနှစ်ဖက်၌လူများပြည့်ကျန်နေတော်သည်ချောင်းတွင်များ၌လေများတမန်များဖြင့်ဥလာဘအားကယ်ဆယ်ရန်ရှာဖွေနေကြသည်တို့ပင်မလဲမြေသူတို့ဥတယောက်မှဥလာဘအားမတွေ့ရသည်အင်းဒီချောင်းဟာနှစ်တိုင်းလူစားနေကြ ချောင်းဒီနှစ်တော့ဥပစင်ဥလာပါဈေးဥပေါက်သွားပြီကွာကျွန်တော်အနေရှိအဖိုးကြီးတယောက်ကစိတ်မချမ်းမြေ့တာဖြင့်ပြောလေသည်ဟုတ်တယ်ပါကြီးလွန်ခဲ့တဲ့၃ရက်လောက်ကည၁၂နာရီခွဲလောက်မှာချောင်းအော်တန်ကြီးကြားတယ်အနေမှလူငယ်တယောက်ကဝင်ရိပ်ပြောပန်သည်ဟာဟုတ်လားဒီချောင်းအော်ရင်လူစားတာပဲကွာစောစောကတီးတွေ့ရှင်စိတ်ဖြစ်ဖြစ်ခွေးဖြစ်ဖြစ်ပြစ်ချလိုက်ရင်ဥလာပါအခုလိုရင်နစ်ပြီးတေးမှာမဟုတ်ဘူးအဖိုးကြီးကအားရပါရပြောနေသည် ဘယ်စိတ်ခွေးတော်မှာလဲအသက်ရှိတာပဲမဟုတ်လားဦးကြီးရဲ့ဥပြုတိကအဖိုးကြီးအားမေးလိုက်ဟာအသက်ရှိတာချင်းတူပေမဲ့ဖုံးကြီးနဲ့တလိမ့်ဆန်တူမလားကွာအဖိုးကြီးဒီဒေါသတန်ဖြင့်ပြန်၍ပြောလိုက်သည် တူတာပေါ့ဘာတူတာလဲအဖိုးကြီးဒီဥပြုတိဤမျက်နာကိုဒေါသရောင်တောက်နေသောမျက်လုံးများဖြင့်စိုက်ကြည့်ပြီးမေးလေသည်ဖယားကဘလို့ဟောထားတယ်လဲတရဝမှန်သမျှကြောသားရင်ကြမခွဲခြားရဘူးလို့ပြောထားတယ်မဟုတ်လားဒါကြောင့်တော်ကွာရှက်ဆက်မပြောနဲ့ မင်းတို့လူကတ်တခွာစာနဲ့ငါစကားမပြောချင်ဘူးဖိအဖိုးကြီးဒီဤတို့ပြောပြီးနောက်ကျွန်တော်အနီးမှာထွက်ခွာသွားလိတော့ဒီခမရကလည်းအတော်နောက်လာပဲဥယူသည်ယာဒီဥကြီးပိုင်းဟာအစကတည်းကအလွန်စိတ်တူတတ်တယ်ဆိုတာအတိသားနဲ့တွားဆာသေးတယ်ကျွန်တော်ကဥယူသည်ယာအပြစ်တင်စကားဆိုလိုက်ပါသည် အလဲကကွာရေဥပောက်ရေချမ်းတုံးမှမဟုတ်မတော်တဆရေနစ်သေးတာကိုချောင်းကပဲလူစားတလေပါလေးနဲ့မဟုတ်ကဟုတ်ကရေအလဲကပြောနေလို့နားကြမြက်ကတာနဲ့အခုလိုထွက်သွားအောင်တမင်ပြောလိုက်တာကွာအင်းဒါကြောင့်လေခမ ्या ကိုရွာကလူကြီးတွေကမုန်းကြတာပဲကျွန်တော်ကသူ့အားကြည့်ကတန်ဝေကတန်ပြင်ပြောလိုက်ပါသည် မုန်းစမ်းပါစေကွာဒီလိုအယူသီးတဲ့လူကြီးတွေမုန်းစမ်းပါစေငါယုံကြည်ချက်မျိုးကိုမင်းတို့လူငယ်တွေယုံကြည်လိုက်ရင်ကျေနပ်ပါတယ်ငါအခု လူကြီးတွေရဲ့အမုန်းခံနေရတာဟာနောက်တစ်ခေတ်မင်းတို့လူငယ်တွေအမှန်တရားကိုသိကြနင်းကြဖို့ပါပဲ။ချောင်းကမားတစ်ယောက်တွင်လူအများစုယုံစုယုံရှိနေကလှုပ်လှုပ်ရွရွဖြစ်နေကြသည်။ချောင်းတွင်းနိုင်လဲပိုက်နှစ်တစ်မျိုးကိုနှစ်တစ်သွဲဥလာဘအလောင်းကိုခြာပွေနေကြသည်။ကျွန်တော်နှင့်ဥပ္ပုဒီမှာလူအုပ်သားတို့တိုးရင်ခြောက်လာခဲ့ကြသည်။လာဟေးဟောဘူးနာမှာလူဝိုင်းဟာဘာလဲမသိဘူး။ ခဝေးဝေးစီမှာလူဝိုင်းနေတော့နေရာကိုဥဖြူကြီးကလက်ညှိုးညွှန်ပြပြီးရှေ့ကနေခတ်တွတ်တွတ်ထွက်သွားလေတော့ကြောင့်ကျွန်တော်မှလည်းသူ့နောက်သို့လိုက်ခဲ့ရသည်မိမတွေတော့အာကြီးပဲပြဗာလုတ်ကြတာလည်းမသိဘူးလူဝိုင်းကြီးနဲ့မနီမဝဲတို့ရောက်ရှိသေးပြီးကျွန်တော်ကပြောလိုက်ပါသည်ဘာလုတ်ရမှာလဲကွနတ်မေးနေတာဖြစ်မှာပေါ့ဘာဖြစ်လို့နတ်မေးတာလဲရှေ့လိုက်တာကွာဟိုရောက်တော့တိမှာပေါ့ကွာဥဖြူကြီးဒီဤတို့ပြောဆိုရင်မှခတ်တွတ်တွတ်ရှောက်သွားတော့ကြောင့်ကျွန်တော်လည်းနှုတ်ပိတ်ကရှောက်လိုက်သွားရသည် အသက်ရှင်ရတွေ့ပါဦးမလားအရှင်ကြီးရဲ့နတ်ဝင်ပူတီဟုဆိုကလက်များကိုတဆက်ဆက်တုံနေသောနတ်ဝင်တဲ့ဒေါငွေပွင့်အားမိမတယောက်ကမေးနေတံကိုကျွန်တော်တို့လူဝင်းအနေရောက်လျင်ရောက်ချင်းကြလိုက်ရသည်အင်းအသက်ရှင်ဖို့လန့်တော့မရှိတော့ဘူးနတ်တဲ့ဒေါငွေပွင့်ကဤသို့ပြန်ပြောလိုက်ရာမိမမျက်နှာထားတို့တတ်တနွမ်းလျရသွားကြသည်တို့ဖြင့်အလောင်းကိုပေါ်ဒီနေ့ချလို့ရပါမလားမိမတယောက်ကမေးပြန်လေသည် ဒီနေ့ဖို့တော့အတော်ခဲရင်းနေဒါဖြင့်ဘယ်နေ့လောက်များမှတွေ့နိုင်ပါသလဲဒီနေ့ကအစပြီးနောက်ခုနှစ်ရက်အတွက်ဒီဝါနဲ့အလုံးဝေးကွာတဲ့အောက်ပိုင်းမှာတွေ့ရလိမ့်မယ်နတ်ဝင်တဲ့ဒီဤတို့ပြောလိုက်ရာဥယျူတီတီတစ်ချက်မြှပြုံးထက်လိုက်ပြီးဒါတော့ခမရပြောမှလားဗျာခုနှစ်ရက်အတွင်းအလောင်းဟာပုတ်ပြီးပေါ်လာမှာပေါ့ပြီးတော့ ရေတတန်တန်နဲ့စီးတဲ့ချောင်းစံမှာနစ်ပြီးတော့သေးတာအောက်ပိုင်းကြီးတွားပြီးပေါ်မှာပေါ့ဘလို့လောက်ပြီးအထက်ပိုင်းလာပေါ်နိုင်ပါလေဒီတိထက်ခတ်တဲ့အတွေးခေါ်လေးများတွေးပြီးလိန်ဆန်းပါဗျာဥပြူဒီကဤတို့ပြောလိုက်ရာဒေါငွေဝင့်သည်မီးလျင်ရဲ့ကဲ့သို့တောက်ပနေသောမျက်လုံးများဖြင့်ဥပြူဒီမျက်နာကိုတစ်ချက်ဆိုက်ကြည့်လိုက်ပြီးတဲငါ့ကိုဆော့ဆော့ကားကားလာပြောနေတဲ့အယုံမိတ်စာကောင်ကိုအခုဆွဲထုတ်သွားကြဒီကောင်ကိုဒီအနာကဆွဲထုတ်ရင်နေတို့တရာတရာလုံးဒုက္ခရောက်လိမ့်မယ်တိလား ောင်ငွေဝင့်သည်ဥဖြူသည်အားလက်ညိုးငေါငေါထိုးရင်းပြောလိုက်လေသည်ပရိသတ်များသည်ဒောင်ငွေဝင့်ကိုတလဲဥဖြူသည်ကိုတလဲခက်ကြောင်ကြောင်စိုက်ကြည့်နေကြသည်ဟဲ့ဘသူမှဒီအကောင့်ကိုဆွဲမထုတ်ကြသေးဘူးလားနေလို့တရားလုံးမိခုံခုံတောက်လာခြင်းမိနဲ့တူတယ်ဒောင်ငွေဝင့်ကဖနှောက်ဆောင်ကြီးပြောလိုက်ရာပရိသတ်ထဲမှာတာမာထွားချိုင်းသောမိမကြီး၄၅ယောက်သည်ဥဖြူသည်အားအတင်းဝင်ဖက်ကစိတ်ပင်ကလေးကိုကလားတွေဝိုင်းဆွဲတယ်လို့ဆွဲပြီးခေါ်သွားကြလေတော့ဤ ဥလာပါရဲ့အလောင်းသည်လေးရက်မြောက်သောနေ့၌ကျွန်တော်တို့ရွာနှင့်ရှောင်းမှန်ခန့်ဝေသောဂျိုကုံတရားတိုင်၌ကက်ခါပေါ်လာသည်ဟုသတင်းရလေသည်ကျွန်တော်တို့ရွာမှလူကြီးများသည်ထိုသတင်းကိုရရှိသောအခါလော်လီကားကြီးလေးစီးတွင်လူများအပြည့်လိုက်ပါသွားကြကာအလောင်းကိုဆဲယူလာကြ၏ရွာသူရွာသားများသည်ဥလာပါအားနှမျောတတဖြစ်ကြ၏မိမများသည်အလောင်းကိုကြည်ကာမျက်ရည်ကြသည်ကျွန်တော်တို့အပေါင်းသားများကလည်းဥလာပါပြန်လည်တော်မူခြင်းအတွက်ဝမ်းနည်းကြေကွဲဖြစ်ကြရလေသည် တကယ်တော့ဥလာဘသည်ចောင်းသားများအားအခမဲ့ပညာသင်ကြားပေးနေသောယဟန်တစ်ပါးပင်မဟုတ်ပါလားထို့ကိုတော်တစ်ပါးရှိခြင်းအတွက်ကျွန်တော်တို့မှာစာပေပညာတက်မြောက်ခဲ့ရလေသည်ဥလာဘသည်အခမဲ့ပညာသင်ကြားပေးသည်မှန်ခဲ့တော်လဲပေါ့ပေါ့ဆဆသင်ကြားနည်းမျိုးမဟုတ်ပဲခလေးတငယ်များအားတကယ်ပင်ပညာတက်စေလိုသောစေတနာစိတ်ထားဖြင့်အပင်ပန်းခံကကြိုးကြိုးဆဆသင်ကြားပြသပေးကြသည် ဥလာဘဒီကျွန်တော်တို့ရွာသားဇာတိမဟုတ်ပဲဓနုပြူမျိုးများအဖြစ်လေသည်သူသည်မြန်မာစာခွနတန်းအထိတက်မြောက်ခဲ့သောကြောင့်ចောင်းသားများအားတင်ပြရာ၌ရှေးရိုးရာဖုံးတော်ကြီးចောင်းများဤတင်ယူအတိုင်းလောကုတ္တရာစာပေကြီးတက်တက်ထဲလောကိနှင့်လောကုတ္တရာကိုတွဲ၍တင်ပြလေသည်ဖြင့်ចောင်းသားများမှာစိတ်ဝင်စားတင်ယူကြလေသည်ယခုတော့မူကျွန်တော်တို့ចောင်းသားများစတင်ပြရရှိပြီ နောက်ထပ်ယူလဲကျွန်တော်တို့အကြောင်းတွင်သူကဲ့သို့လောကီလောကုတ္တရာနှစ်ဖက်နှစ်လံတင်ပြနိုင်သော ဖုံးတော်ကြီးမရှိတော့ပဲလောကုတ္တရာတသက်ကိုသာတင်ပြနိုင်ကြလေသည်တိုင်းဥစရာတော်ကြီးဥစာကရသည်လဲဥလာဘပြန်တော်မူခြင်းအတွေ့အကြီးအကျယ်စိတ်ထိခိုက်ကစာသင်ခန်းကိုရက်အကန့်အသတ်မရှိပိတ်လိုက်လေတော်သည်ရင်တော်ရှိသောအခါ၌ပညာကိုမလိုလားသောចောင်းသားများပျော်မြူးနိုင်သလားပညာကိုလိုလားသောကျွန်တော်တို့ចောင်းသားတစုမှလည်းစိတ်ထိခိုက်ကြရကုန်လေသည် ဥလာဘအလောင်းကိုဇရက်လို့တစ်ခုပေါ်တွင် တင်ထားပြီးနောက်လူကြီးများစီဝေးတိုင်ပင်ကြသည် နောက်တွင်ဤကဲ့သို့ဆုံးဖြတ်ချက်ချသည်ဟုကြားရ၏ယခုမိုးတွင်အခါ၌အလောင်းကို မတင်ကြိုသေးပဲနိဗ္ဗာန်ကြောင်းချာအခန်းအနားလောက်သာပြုလုပ်၍နိဗ္ဗာန်ကြောင်းမှန်ကောင်းတဲ့ထားကနွေရခါစဘာရောက်ချပြီးမှအကြီးအကျယ်တကြုံမြည်ဟုဖြစ်လေသည်ဥပ္ပုဒိနေကျွန်တော်တွေ့ရတော့လဲကောင်းကောင်းစကားပြောခွင့်မရခဲ့သူဒီခုတလော ဘာအလုံးများများနေသည်မသိเจ้าမာအနေနဲ့ကရွာထဲသို့တွာလာလဲပတ်နေတာများသည်ကျွန်တော်ကတော့ဟိုတလောကသူ့အဖြစ်ကိုတွေးမိတိုင်းသာရဲကျင်နေသည်ဘဲ့နဲ့ဥဖြူသည်ခမားကိုမိမတွေဆွဲသွားလိုက်တာတတ်မဲ့စိတ်ကလေးကလားတွေဝိုင်းဆွဲသွားတာကြာနေတာပဲတနေ့သူနဲ့တွေ့၍ကျွန်တော်ကဤကဲ့သို့ပြောလိုက်ရာဥဖြူသည်သည်အာရပါရပြုံးလျက်မင်းဥပမာပေးပုံလေးကတင်းလိုက်တော့ကွာတကယ်လို့များခွေးတွေကို လထဆွဲတယ်လို့မြောက်ဥပမာပြလိုက်ရင်ငါလဲခွေးဖြစ်ဟိုဟာမကြီးတွေလဲလထဖြစ်ရောကျွန်တော်ကအဲကလောက်ထိမမရိုင်းပါမလားကျွန်တော်ကဤကဲဆိုပြောလိုက်ရာဥပြူသေးသည်ကျွန်တော်မျက်နာကိုတစ်ချက်ကြည့်လိုက်ပြီးတက်ပြင်းချေချေချာ၍ခတ်တယ်ကွာစုံနဲ့တရဲတွေကိုတိုက်ခတ်ရတဲ့နေရာအဲ့ဒီကောင်တွေထက်သူတို့စိတ်ကပ်ကိုးကွယ်တဲ့လူတွေရဲ့ရန်ကကြီးကျယ်တယ်ကွာဥပြူသေးသည်ဤကဲဆိုပြောနေရင်မှဇတွေးကိုမျိုးချလိုက်တော့ကြောင့်စကားပြတ်သွားလေသည် ပြီးမှစကားပြန်ဆက်လေသည်ဥပ္ပုဒီသည်စကားကိုရက်လိုက်ကစိတ်ပြက်လက်ပြက်လေဟန်ဖြင့်ခေါင်းကိုခါရမ်းနေသည်အဲ့ဒီလိုအမားတွေမမျောမှန်အပ်တာတွေကို မျောမှန်ကြည့်နေရသေးတယ်မြလဲဓာရီအပေါ်မှာမှီပြီးညာစားနေကြတဲ့လူမတမာတွေကလည်းရှိနေကြအောင်ပါပဲဥပ္ပုဒီသည်သူ့ယုံကြည်ချက်အဘိဓမ္မာကိုအားရပါရပြောပြနေပါသည်ကျွန်တော်ကတိတ်ပြီးစိတ်ပါလက်ပါမရှိလာတော့လေသူအတီပြောလိုက်ရင်လေးလေးနက်နက်နားထောင်တတ်သည့် ပုံစံအတိုင်းငြိမ်သက်စွာနားထောင်နေလိုက်ပါတော့သည်ရာသီဆက်သည်လဲပတ်ခဲ့၏မိုးရာသီမှဆောင်းရာသီသို့ကူပြောင်းလာခဲ့လေပြီကျွန်တော်တို့အကြောင်းသားများသည်ပျော်ရွှင်ခဲ့ရလေအဖေမှာမပျော်ရွှင်ပဲနေပါမည်နီတမိုးတွင်လုံးအကြောင်းပိတ်ထားကစာတင်ကြားခဲ့ခြင်းမရှိသောအဖြစ်မှကျွန်တော်တို့သည်ယခုဆောင်းရာသီ၌လုကင်းခဲ့ရလေပြီ ကျွန်တော်တို့အားစာတင်ကြပေးရန်အတွက်တိုက်အုပ်ဖုံးတော်ကြီးသည်ဘယ်ကခြားလာသည်မသိသောလူဆရာတယောက်ကိုခေါ်ဆောင်လာခဲ့၏ထိုဆရာမှာအသက်အစိတ်အခန့်အသားညွညွနှင့်ရုပ်ရည်လျှောအပြောကောင်းလေသည်ပညာမှာလည်းအင်္ဂလိပ်မြန်မာကိုတန်းအောင်ခဲ့ဘူးသည်ဟုဆိုလေသည်တနေ့တနေ့တိုက်အုပ်ဖုံးတော်ကြီးသည်ရက်ရွာသူရွာသားများနှင့်ကျောင်းသားမိဘများကို ဖိတ်ခေါ်ကာကျောင်းဖွင့်ပွဲအခမ်းအနားကိုကျင်းပလေသည်ထိုအခမ်းအနား၌ဖုံးတော်ကြီးကဤသို့မိန်ကြားလေ၏ ကျောင်းသားမိပါတကားတကားမများနဲ့ကျောင်းသားအပေါင်းတို့ယနေ့အခုလိုစာတင်ကျောင်းကိုဖွင့်လှစ်နိုင်တဲ့အတွက်ကျောင်းသားတွေရောကျောင်းသားမိပါတွေရော အထူးပဲဝမ်းမြောက်ဝမ်းသာချီးကျလိုက်မယ်လို့ကျုပ်ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ရွာကစီးပွားရေးလုပ်ငန်းတော်အတင်းအတင်းဖွင့်ဖွင့်မြေမြေရှိလို့လူတရာမှာ60လောက်ဟာရှောင်းရှောင်းလဲလဲရှိကြပြီမဲ့ပညာရေးကြတော့အတော့ကိုပဲအောက်ကျနောက်ကျရှိနေတယ်။ ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင်ဒီကြေးရမှာရှိနေကြတဲ့လူကြီးတွေရဲ့အမျော်မြင်နှဲပါမှုဘဟုတုဒ္ဒမရှိကြမှုပဲဖြစ်တယ်။ဥဇာရာဥဇာကရာကဤကဲ့သို့ပြောလိုက်လေရာရွာဤမျက်နှာဖုံးလူကြီးများခေါင်းအောက်သို့စိုက်ကြသွားကြသည်။ကြေးရွာမှာလူကြီးများသည်တန်ငါကိုယူတည်ကြ၏။အထူးသဖြင့်တိုက်အုပ်ဖုံးကြီးများ၏ဩဇာကိုနာခံကြသည်။ ဥဇာကရသည်စာပေချမ်းကန်တက်၍တိတ်ခါချီသောကိုတော်ဖြစ်လျာရွာသူရွာသားများဤအထူးကြည်ညိုလေးစားခြင်းခံရလေသည်ထို့ကြောင့်ပင်လျင်ယခုလိုရွာဤထိတ်သီးလူကြီးများပပတ်ဆက်ဆက်ပြောတော်လေလူကြီးများမှာကြိတ်၍တည်ငင်းခံရခြင်းဖြစ်လေသည်ကျုပ်ကဒီလိုပပတ်ဆက်ဆက်ပြောတော်ခမည်းတော်ခံကျင်ကြမှာမဟုတ်ဘူးဒါပေမဲ့ကျုပ်ကတော့ဘယ်သူမခံခြင်းလဲလဲသည်ဟုတ်တာကိုတော့ပြောတတ်တယ်ဘာဖြစ်လို့ဒီလိုပြောရတယ်လဲဆိုတော့ခမည်းတော်မြင်ကြတဲ့အမြင်က လူတယောက်ကပညာရှိဖို့မလိုဘူးအရွယ်ရောက်လာတော့ဖောင်စည်းနိုင်ဝါခုတ်နိုင်တက်လဲနိုင်လဲထုံလုံနိုင်ရင်ဘဝအတွက်လုံလောက်ပြီးတော့ထင်ကြတယ်အဲ့ဒါဟာအင်မတန်မားရွင်းတဲ့မဟာအမားပဲဘာဖြစ်လို့လဲဆိုတော့လူကဘာကြောင့်တလိ္ဆန်နဲ့ရှားနာရတယ်လဲတလိ္ဆန်ချင်းတူပေမဲ့တရဝါချင်းတူပေမဲ့လူကတလိ္ဆန်နဲ့အသိဉာဏ်ရှိတယ်အဲ့ဒီလိုအသိဉာဏ်ရှိတဲ့လူဟာပညာရှိရင်ရှိတယ်လို့မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်ကြံနိုင်လုံနိုင်တယ် ဒါကြောင့်လူတွေမှာပညာရှိဖို့လိုအပ်တယ်။အဲ့ဒီလိုပညာရှိဖို့အတွက်ပထမအရွယ်ငယ်စဉ်အခါကပညာသင်ကြရမယ်။အင်းဒုတိယအရွယ်မှာဥစ္စာချာရမယ်။တတိယအရွယ်မှာကုသိုလ်ချာရမယ်။ပညာမရှိရင်ဥစ္စာချာလို့မရနိုင်ဘူး။ဥစ္စာမရှိရင်ကုသိုလ်ကောင်းမှုကိုဘယ်လိုချာနိုင်မလဲ။ဒါကြောင့်ပညာဟာအရေးကြီးဆုံးအခြေခံအချက်ပဲ။ဒီလိုလူငယ်ကလေးတွေကိုပညာသင်ကြားဖို့အတွက်ကျုပ်တို့ရွာမှာဆရာကောင်းလိုတယ်အခုဆိုကြည်စမ်းကျုပ်တို့ရွာမှာ ဥပဇင်းဥလာပါပြန်တော်မူသွားကြတဲ့ကကြောင်းပိတ်ထားကြရတယ်မဟုတ်လားဒါကြောင့်ကျုပ်ဟာအခုဆရာချက်ခိုင်ကိုကြိုးကြိုးစားစားချာပွေခဲ့ပြီးကြောင်းပြန်ဖွင့်ရခြင်းပဲဖြစ်တယ်နောက်တစ်ခုကျုပ်ပြောချင်တာကတော့ကျုပ်တို့ရွာကလူတွေအယူမှားနေတာတခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့လောကီစာပေတွေကိုတင်ရင်မကြိုက်ကြဘူးအဲ့ဒါဟာလည်းတိတ်မှားတာပဲဘာဖြစ်လို့လဲဆိုတော့လူတွေဟာလောကုတ္တရာလုပ်ငန်းလုပ်နိုင်ကြမှာမဟုတ်လို့လောကီမှာပဲစီးပွားဥစ္စာချာပွေနေကြတယ်အိမ်အောင်သားမွေးဖြစ်ကြရတယ် အဲ့ဒီလိုအိမ်ဆောင်တားမွေးနေကြတဲ့လူတွေအဖို့လောကီပညာတက်မြောက်ထားရမှာမဟုတ်လားဥဇာကရသည်ဤသို့ပြောရင်မှအတော်မောသောဟန်ဖြင့်ယန္နာကအသက်ကိုခြိုက်ယူလိုက်လေသည်ပြီးမှစကားကိုပြန်ဆက်သည်ဒါကြောင့်မို့ကျောင်းဟာနောင်လူကြီးတွေဖြစ်လာကြမယ်ကလေးတငယ်တွေအောက်ကျနောက်ကျမဖြစ်ရလေအောင်ဆရာကိုချလာခဲ့တာပဲအခုတနေ့လောက်အစာပြိုးပြီးကို့ဘာသာကျောင်းကိုတည်ထောင်ပြီးရင်အစိုးရကျောင်းဖြစ်လာအောင်ဆောင်ရွက်လောက်ကန်ကြရအောင်မယ် ဲ့ဒီအချိန်နဲ့မရောက်ခင်ဆရာချက်ခိုင်သုံးဖို့ဆွဲဖို့အတွက်ခမားတို့ចောင်းသားမိဘတွေကပဲကြည်ပြီးစီစဉ်ကြပါနောက်တစ်ခုကရဟန်းဆရာဆိုရင်မိန်းကလေးတွေတင်ဖို့မတင်တော်လို့လူဆရာဝတ်ကြောင်ကိုတမင်ရွေးပြီးခြားလာခဲ့တာပဲမိန်းကလေးမိဘတွေလည်းမိမိတမီးကလေးတွေပညာတတ်အောင်ចောင်းဖို့တင် जा ခိုင်းကြပါဥဇာကရသည်ဤတို့ပြောပြီးနာကလဲထိုင်ပေါ်တို့သွားထိုင်နိုင်လည်သည်ပရိသတ်များကတီတိုပွားစီပွားစီရှိနေကြသည် ကျွန်တော်ထင်သည်တိုက်အော့ဖုံးတော်ကြီးဥဇာကရာဤမိန်ကွန်းကိုကြိုက်သူလည်းရှိသလိုမကြိုက်သူလည်းရှိကာအားလုံးပွားစီပွားစီဖြစ်နေကြခြင်းဖြစ်ပါလိမ့်မည်ဆရာတော်ဥဇာကရာဤကျောင်းဖွင့်ပွဲမိန်ကွန်းပြီးဆုံးသွားသောနောက်တွင်ကျောင်းဆရာကိုချက်ခိုင်းသည်စကားပြောပြန်သည်သူသည်စကားအပြောဟောကောင်းသူဖြစ်သောကြောင့်လူတွေက သူစကားကိုအာရုံစိုက်နားထောင်ကြသည်သူပြောသောအဓိကရွယ်ချက်များမှာပညာသည်တန်ဖိုးရှိကြောင်း သူသည်ကျေးလက်တော်ရာဤပညာအစင်တန်တိုးတက်ရေးကိုစိတ်ဝင်စားသူဖြစ်ခြင်းကြောင့်အရှားလာကသာအလောက်ကံကိုပင်မလုပ်ဘဲယခုပညာရေးမဖွင့်ပြိုးသေးသောဒေသတို့ရောက်လာခဲ့ခြင်းဖြစ်ကြောင်းများဖြစ်လေသည်ဆရာချက်ခံ၏စကားဆုံးသွားသောအခါចောင်းသားများနှင့်ပရိသတ်များ၏ဩဘာလက်ခုတံများသည်စာသင်ခန်းဆောင်ထဲ၌စူညံ၍သွားလေတော်သည်ចောင်းဝင်ဝဲအခမ်းအနားပြီးဆုံးသွားသောအခါလူကြီးများနှင့်ចောင်းသားမိဘများပြန်၍သွားကြ၏ကျွန်တော်တို့ចောင်းသားများသည်ထိုအချိန်မှစ၍စာသင်ခန်းထဲသို့ဝင်ကြရလေ၏ ။ဘဲ့နဲ့လေဟေးစာတင်ခဲ့ရတာပျော်ရဲ့လား။ညနေအကြောင်းသိချိန်ဥဖြူသည်နဲ့တွေ့တော့အခါဥဖြူသည်ကကျွန်တော်အားစီး၍မေးပါသည်။ပျော်တာပေါ့ဗျာရေငတ်တုံရေတွင်းနဲ့ကြတယ်လို့ပေါ့။ပညာသင်ချင်နေတော့ဆရာကောင်းတစ်ယောက်နဲ့တွေ့ရတော့တိတ်ပျော်တာပေါ့။ကျွန်တော်ကအားရဝမ်းသာပင်ပြန်၍ပြောလိုက်ပါသည်။အဲ့ဒီဥပမာစကားကိုမယုံရင်ကောင်းမယ်ကွ။ဘာဖြစ်လို့လဲ။ ဥပ္ပဒီကကျွန်တော်ဤဥပမာပေးပုံကိုမနှစ်သက်လီဟန်ပြောလာခြင်းကြောင့်ကျွန်တော်ကသူ့မျက်နှာကိုရုတ်တရက်မော့ကြည့်ပြီးမေးလိုက်ပါသည်ရေငတ်တော့ရေတွင်းနဲ့ကြာရင်ရေတော့တောက်ရမှာပေါ့ကွာဒါပေမဲ့အဲ့ဒီရေတွင်းနဲ့ကပြန်မတက်နိုင်လို့ချင်းတေးမှာပေါ့ကွာဟာဒါတော့စကားဥပမာပဲဗျာခမ ्या ကတက်တက်လိုက်ကပြောတဲ့လူတယောက်ကိုအဲ့ဒီအတွေးခေါ်ကိုတွေးမိသွားတာပဲဟာဥပမာဆိုပေမဲ့တဘာဝကြကြပေးတတ်မှာအတိတ်ပဲရှိတာကွာ အမှန်တော့အဲ့ဒီဥပမာစကားကိုစပြီးတည်တင်ခဲ့တဲ့သူဟာအမြင်တိုတဲ့လူနဲ့ပဲတူတယ်။ဘာဖြစ်လို့လဲဆိုတော့ရုတ်တရက်ရေငတ်ပြေဖို့လောက်ကသာသူရည်ရွယ်ခဲ့တာကိုခမရတော်တော်ဆိုးတဲ့လူဗျာ။ဒါကြောင့်ခမရကိုသူများတွေမုန်းကြတာ။အိုးဘယ်သူမုန်းမုန်းလဲ။လူတယောက်မှသူ့ကိုပိုင်တွေးခေါ်ခွင့်ယုံကြည်ခွင့်ဆုံးပြတ်ခွင့်တော့ကြည့်ရမှာပေါ့ကွာ။သူများတဲ့ပုံပြီးလေးလေးနက်နက်တွေးခေါ်တယ်လို့အမုန်းခံရတာတော့ဘယ်တတ်နိုင်မလဲ။ ခမားယူစားနဲ့ခမားတော့မှန်ဒီမှာပေါ့ဗျာဒါပေမဲ့အများကဒီလိုပဲတုံ့နှုတ်နေကြတယ်မဟုတ်လားဟာအများသုံးနိုင်လိုက်သုံးရင်အများတဲ့ကလူတစ်ယောက်ပဲဖြစ်နေမှာပေါ့ကျွန်တော်ဒီသူစကားဆုံးတော့အခါကျင့်တ်စွာပြောလိုက်ပါသည်အများထက်တူအောင်ခမားဟိုနေ့ကပြောခဲ့တဲ့အတိုင်းလုံမလားဗျာကျွန်တော်ကဤကဲ့သို့ပြောလိုက်ရာဥယျာဒီသည်ရုတ်တရက်ကြောင်းနေပြီးမှမင်းအတော်လာတဲ့အကောင်ကလေးပဲငါ့ကိုဒီနေရာရောက်အောင်တိမ့်တုံပြီးတော့ကျွင်းလာတယ် ပြီးတော့မင်းကအညိုကြီးတီးတတ်တဲ့ကောင်းပဲစကားတစ်ခုကိုဘယ်တော့မှမိမိပြပြမထားတတ်ဘူးတော်တယ်မင်းတိတ်တော်တယ်ဟုခံပြင်းစွာပြောကခေါင်းတညိမ့်ညိမ့်လှုပ်ရည်နေပါတော့သည်ဒါတော့ဗျာတမင်းညှိုးထားပြီးရှေ့ပတာမဟုတ်ပါဘူးစကားလင်းသွန်းလို့ပြောရတာပါကျွန်တော်ကဤသို့လောင်ပြောင်ရလိုက်ရာဥဖြူသည်သည်ပို၍ခံပြင်းသွားလိမ့်ဟန်ဖြင့်အံကိုမတိမတာကြိတ်လိုက်ပြီ ေးတကွေ့ကွေ့တော့တွေ့အောင်ပါပေါ့ကွာဟုပြောကလှက်ထွက်သွားလီတော့ဒီဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းသောအပိုင်းတစ်အစီအစဉ်တင်ဆက်မှုကိုအီမာတင်ခိတခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပြေပြေဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ညီကောင်မောင်နှမတို့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှစ်ပါးချွင်လန်းချမ်းမြေကြပါစေခင်ဗျာ